đã con nhím mục chế đấy, đã gà sàn mục con nhím mục bị khuẩn là tổng khuẩn cổ, sàn gà bị khuẩn nế đã khuẩn chế đấy, sự vợ chứ mà gà đi nì mà mô lợn cậu lợn dạng mà chế đấy, mô lợn cậu chỗ sáng mà chế đấy, đã gà rồi dì nuôi dì nuôi tệ thay là chế đấy, dì nuôi nuôi lý nè đi mô cổ sâm mà chế đế ုပါတာကိုလောက်စားမှဆိုတော့လက်အိတ်မစွတ်တော့ဘူးမုံနေတဲ့ခါမှာဒီကိုဖြစ်ဖြစ်နဲ့အာနည်း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 ချင်းစီထည့်ပြီးတော့မှနေရမှာဖြစ်တယ်ဆိုတော့ဒီမုတ်ထဲမှာအရသာရှိအောင်လို့စားလေးအနည်းငယ်ထည့်မယ် ြီးတော့ပြန်ဆက်နေမယ်မုတ်ကြော်ဖို့ရံအတွက်မုတ်လကောက်ကြော်ဖို့ရံအတွက်အတိဖြစ်နေတဲ့အနေအထားဖြစ်တဲ့ဒါကိုနိုင်ဝဲလောက်မှတ်ထားမယ်အခုချိန်မှာတော့အာထင်းရဲ့ရေကျုံမှာဖြစ်တယ်ဒါကတော့ဖိလစ်ပင်းမှာရတဲ့ထင်းရဲ့ခဲဖြစ်တယ်မြန်မာပြည်ကထင်းရဲ့ခဲတော့မဟုတ်ဒါဖိလစ်ပင်းမှာ ဝယ်ထားတဲ့အရာဖြစ်တယ်ဒါကအာလာဇာတာကနေမှားတာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီခဏခဲကိုဒီရင်ွေးတဲ့ထည့်လိုက်မယ်ပြီးတော့အချိုပိုလေးတော့အောင်စာနေနေထည့်မယ်ဒီခဏခဲပြောသွားတဲ့အထိကြိုရမှာဖြစ်တယ် ရဲ့အခဲကအရန်ကြီးတယ်ဆိုပေမဲ့ဂျူရတာအရန်လွယ်လာဖြစ်တယ်ဒါ5မိနစ်လောက်ပဲဂျူလိုက်ရတာဖြစ်တယ်ဆိုတော့အထက်ရေလက်ဆင်းလေးဖြစ်ပြီးဒါကိုခဏအေးခဏမယ်ပြီးတော့ဒီထင်းရက်ကအရန်တန့်တဲ့ထင်းရက်ဖြစ်တဲ့အတွက်အာစစ်เสียမလို့ဘူးအနေမရှိဘူးသူစီမှာဒါတော့မုတ်ကိုကျွန်မနှစ်ပိုင်းခွဲထားမယ် တစ်ခုကတခြားမုတ်လောက်ဖို့ရန်အတွက်ဖြစ်တယ်ဒါကိုတော့မုတ်လက်ကောက်ကြောမှဖြစ်တယ်ဆိုတော့မုတ်လက်ကောက်ကြောဖို့ရန်အတွက်အိုးထဲကိုစီထည့်မယ်မီးကိုအမြင့်ဆုံးမထားဘဲနဲ့မှအလယ်အလတ်တထောင်နဲ့ပဲထားမယ်။ ဆိုတော့မုလကောက်လုပ်ဖို့အတွက်မုတ်လေးတွေကိုအဝိုင်းပုံစံလေးတွေလုပ်မှာဖြစ်တယ်ဒီကအရင်ကြီးမပူလဲရတယ်ပူယုံလေးတော့ဆိုလို့ရှိရင်ရပြီဖြစ်တယ် ရှိရင်တချမ်းပုံနဲ့ဒီဒီလိုရှူအရောင်လေးတွေတန်းပြီးဆိုလို့ရှိရင်စားလို့ရပါပြီ။ဒါလေးတွေကိုဆီထားလိုက်ရင်နောက်မုတ်တစ်မျိုးလောက်စားမဲ့မုတ်ကတော့ ဒီထဲမှာကျွန်မစကစ်တီ6ပေါ့နော်စကစ်တီ6ကဒီတစိုက်ကိုတုံးထားတယ်ဒါကဖိလစ်ပိုင်မှာရတဲ့စကစ်တီ6ဖြစ်တယ်ဒါကျွန်မကစကစ်တီ6စိုက်တဲ့အတွက်ကြောင့်တရားလေးကိုနည်းနည်းလေးထည့်မယ်ပြီးရင်ဒါနဲ့လုံးနေပါမယ်ဆိုတော့ဒီလိုလေးနယ်လို့ပြီးတော့ပြီဆိုတော့ရှင် လုံးလုံးလေးရေလုံးထားမယ် ပါပြီးတဲ့နဲ့နန်းကိုတော့ကျွန်မဒီတစိုက်ကိုသုံးထားတယ်ဆိုတော့နန်းထည့်မယ်အလေးတွေကိုဒီလိုလေးပြပြလေးလုပ်မှာ။ကြာပြီးတော့ရင်ဒီနန်းလေးနဲ့ကပ်မယ်။ မီးကိုဆဆရောကမုလကောက်ကြောတဲ့အတိုင်းပဲတထောင်မှာထားမယ်โอเคဒီလိုလေးရှူဝါရောက်တန်းလာပြီဆိုလို့ရှိရင်တစ်ချမ်းတစ်ဖက်ကိုပြန်လည်ပြီးတော့ထက်ကြုံမယ် အရန်လွယ်ကူပြီးတော့မှအရန်စားလို့ကောင်းမှာမဟုတ်ဖြစ်တယ်။အရန်လည်းအရသာရှိတာဖြစ်တယ်။ဒါကိုစားနေတော့မှပဲညီမကြီးကလည်းအလွန်ပြေပန်းတယ်။ Okay ဒီလိုမျိုးနှစ်ဖက်စလုံးရှူဝါရောင်လေးတန်းပြီးဆိုလို့ရှိရင် စားဖို့ရန်အတွက်ဆင်သင့်ဖြစ်ပြီးဖြစ်တယ်။ဒါကကျွန်မဒီနေ့လောက်တဲ့မုတ်နှမျိုးဖြစ်တယ် ျမအရင်စားချင်နေတာဖြစ်တယ်ဒါကတော့အာမြန်မာမုတ်လက်ကောက်ဖြစ်တယ်ဒါကတော့ကောက်ညင်းနဲ့အာစပစ်တီးချောင်းနဲ့နံကတ်ကြော်ထားတာဖြစ်တယ်နှစ်ခုစလုံးကတော့အရင်မွေးပြီးတော့မှအရင်စားချင်စရာကောင်းနေပြီဖြစ်တယ်ကျွန်တော်မုတ်လက်ကောက်စားဖို့အတွက်ဒါတစ်ညက်ရည်လေးစမ်းပြီးတော့မှ ထညက်ရင်နဲ့အရင်ဆုံးနှက်ထားမယ်။ဒီထညက်ရင်ကနည်းနည်းကျဲတယ်လို့မြင်ရတယ်။ဒါပေမဲ့ဒီထညက်ကအရန်ချိုတာဖြစ်တယ်။ဒါဖိလစ်ပင်းကထညက်ပေါ့နော်။မြန်မာပြည်နဲ့မြန်မာပြည်ကထညက်နဲ့တော့နည်းနည်းလေးကွာတယ်။ဆိုတော့ဘလို့ရတာရှိလဲဆိုတော့ကိုနည်းနည်းစားကြည့်မယ်။အာကျမကအချိုအရန်ကြိုက်တဲ့သူမဟုတ်ဘူး။ อืมเนี่ยมาพี่อล้วนปี่ตัวพี่มุลกอกก็ก็ยังก้าวเนี่ยอืมเสียเบยังยาดาชื่ออ่ะสรุปตากูขนาดนี้มาซ้ําเหรอတန်လေးကိုလည်းဆက်ပြီးတော့နှီးကြည့်လိုက်အောင်ပါ ရှယ်ပဲအနံ့ကလည်းအရင်ဆွဲဆောင်တယ်음ဒါလေးကလည်းအရင်နူးညံ့ပြီးတော့မှစပစ်တီ6အရသာနဲ့အမ်နတ်ကပ်နန်းရဲ့အရသာစစ်စစ်လေးနဲ့အနံ့လည်းအရင်မွေးတယ်အရင်လည်းအရသာရှိတယ်ဒီနေ့အတွက်တော့အရင်လုံလောက်သွားပြီ အရင်စားချင်နေတာလေးလှုပ်ရှားရတဲ့အတွက်ကြောင့်မို့လို့အာအရင်ကျင်နိုင်မိတယ်ကျေးဇူးပေးတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်